Hello အားလုံးပါဘာသာရေးပေးရှင်ဖြစ်နေဖြစ်ဆိုတော့ဒီအဲ့ဒါဟိုကျွန်တော်တို့ဒီနေ့ရခိုင်တမိုတီတို့လေးတို့စာဖြစ်လို့လမ်းညွှန်ပေးတော့ပါအာဆက်ဆက်ကလေးနဲ့ချင်းချင်းဆက်ဆက်ကလေးနဲ့ကျွန်တော်တို့တို့စာဖြစ်ဒီကူအရမတိအဝအေးရတဲ့ပြောဆိုလာပြီးတော့ညွှန်ပေးတယ်ပါအဲ့ကျွန်တော်တို့ပထမအုပ်ဆုံးတင်မော်တီလို့မယ်ပေါ့နော်တင်မော်တီရဲ့ချစ်သွန်ဖြူရဲ့ငရုတ်ကောင်းရဲ့ကျွန်တော်တို့ရခိုင်တို့ကပြီးတော့အာမကြီးသေး မကြီးတီနေနေလို့မယ်ပြီးလို့ရှိရင်မကြီးတီပြီးလို့ရှိရင်ကျွန်တော်တို့ပဇွန်ငပီရဲ့ပြီးရင်ငရုတ်တီစင်းရဲ့ငရုတ်တီစင်းနေရာမှာငရုတ်တီ6000ချင်လဲရပါတယ်နော်အဲ့တော့ငရုတ်တီစင်းရဲ့ဒါတွေပစ္စည်းတွေအစင်သင်ဖြစ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့စပြီးတော့ပြင်ဆင်ပါတော့မယ်ကျွန်တော်တို့ရဲ့တုံးမဲ့ကိစ္စ စပြီးတော့ကျွန်တော်တို့ဒါတွေအကုန်လုံးရပြီဆိုရင်ပြင်ဆင်တော့မှာပေါ့နော်တင်မောတိအရင်ဆုံးတင်မောတိခွာမှာပေါ့နော်တင်မောတိကိုကျွန်တော်တို့ခွာရမယ်ရေဆေးမယ်ရေဆေးပြီးတော့အခွန်ခွာမယ်အခွန်ခွာပြီးတော့ကျွန်တော်တို့အထဲကအစီလေးတွေပေါ့နော်နှစ်ပိုင်းပိုင်းမျိုးအထဲကအစီလေးတွေထုတ်ပစ်လိုက်ပါရဲစီတွေတုတ်ပြီးရရတခါပြန်ဆေးပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့စီမှာတော့ဒီလိုအတုံးတုံးလေးတွေပေါ့နော်ပပလေးတွေလီးပါတယ်အဲ့ဒါမှ ရခိုင်တို့ကဆက်ဆက်ကလေးနဲ့ဖောက်ဖောက်ဖောက်နဲ့အရင်စားလို့ကောင်းတာပေါ့နော်အဲငရုကောင်းနဲ့မှုမွေးလေးရဲ့ကျင့်သဖြူနဲ့မှုမွေးလေးရဲ့ဒီလိုမျိုးကျွန်တော်တို့ဆီမှာတော့ဒီလိုမျိုးပဲတုံးတုံးလေးတွေလီးပြီးတော့တုပ်စားပါတယ်ဒီလိုပုံစံလေးပေါ့နော်အင်း ဒါကျွန်တော်တို့စီမှာတုတ်စားတဲ့ဒီမိုဒီပုံစံလေးပါနော်ဒီမိုဒီလီတဲ့ပုံစံလေးပါပြီးတော့ចិត្តတော်ဖြူပေါ့နော်ចិត្តတော်ဖြူကိုလည်းအခွန်လုံးဝအခွန်အလွတ်မခွာဘဲနဲ့ကျွန်တော်ပြောတဲ့အပေါ်ကအခွန်လေးပဲခွာမယ်ပေါ့နော်အပေါ်ကအခွန်လေးပဲခွာမယ်ပြီးလို့ရှိရင်ငရုကောင်းအရင်ဆုံးငရုကောင်းကိုထည့်ထားမယ်ပေါ့နော်ငရုကောင်းအရင်ဆုံးထည့်ထားမယ်ညက်အောင်ထားမယ်ပေါ့နော်ညက်အောင်ထားမယ်ဘာလို့ဆိုအစီအစီဆိုကြတိတ်ပြီးတော့စားလို့အဆင်မပြေဘူးလို့နော်ပြီးရင်ចិត្តတော်ဖြူထည့်ထားအောင်လေ အာကျစ်တွန်ဖြူဘာလို့ကျစ်တွန်ဖြူတွေငရုတ်ကောင်းတဲ့ရင်ထောင်းလဲဆိုငရုတ်ဒီစိမ့်အရင်ထောင်းလို့ရှိရင်စိမ့်ဟိုအစိမ့်အောင်ပျောက်သွားမှာဆိုလို့မဲသွားမှာဆိုလို့ပေါ့နော်အခုကကြတော့ကျွန်တော်တို့ငရုတ်ကောင်းရဲ့ကျစ်တွန်ဖြူရဲ့စားအချုံမိုးရေပေါ့နော်တခါတည်းအရသာတွေထည့်ပြီးတော့ထောင်းပါတယ်ပြောရင်းနေတော့ကျွန်တော်စားခြင်းစားခြင်းလာပြန်ပြီပေါ့နော်အဲ့တော့အငရုတ်ဒီစိမ့်ထည့်ထောင်းမယ်အဲ့ဒီခါကျမှနောက်ဆုံးမှငရုတ်ဒီစိမ့်ထည့်ထောင်းပေါ့နော် ယူသီစိမ့်ကိုကျွန်တော်တို့ထည့်ထောင်ပြီးလို့ရှိရင်တော့ယူသီစိမ့်ပြီးရင်ဗာထည့်ထောင်မလဲဆိုတော့ကျွန်တော်တို့နောက်ဆုံးမှာကျန်တဲ့ငပိပေါ့နော်ညင်ငယ်ပိလေးရှိပါတယ်ညင်ငယ်ပိကိုထည့်ပြီးတော့ထောင်ပါမယ်ဒါတွေအကုန်လုံးစုံပြီဆိုလို့ရှိရင်ရတာတစ်ချက်ကြီးပေါ့နော်အဲစုံထဲမှာပဲရုပ်တိစိရဲ့အဲ จตุนผู่เยงยูกาวเยสาชมบ่เนาะตะคาเดญิงเงปี้เยแท้บีท่องเมยะตะตะเฉินมียะตั๋วบีบ่เนาะยะตั๋วบีซุโลชิยเจนเราดีนอกซงบ่เนาะนอกซงงยูตีท่องยะตั๋วบีซุโลชิยเนาะကျွန်တော်တို့ဘာလို့လဲဆိုတော့ထက်တုပ်ကိုပဲလို့ပါတော့တယ်ခုနကကျွန်တော်လီထားတဲ့တင်မောတိเนาะကျွန်တော်လီထားတဲ့တင်မောတိတွေကိုထည့်ပြီးတော့တုပ်ပါမယ် ဆက်ဆက်ကလေးနဲ့ရေကောင်းနေတာနော်ရေကောင်းနေစီလုံးကမပါဘူးနော်ဒါရခိုင်ပုတ်ဆက်ဆက်နေတယ်နော်ကျွန်တော်စီမစတယ်ရခိုင်ပုတ်ဆက်ဆက်တာအဲ့မကြီးသေးထဲ့မယ်ပေါ့နော်အဲ့ခါကျမှမကြီးသေးထဲ့ပြီးတော့တခါလေးထဲ့ပုတ်တာမကြီးသေးထဲ့ပုတ်လို့ရပါတယ်တိမောတိရရည်စေးထားတာဖြစ်တဲ့တွေ့သူပသက်သူရေထွက်လာပါလိမ့်မယ်နော်တေချာလေးတုတ်ပေးပါရေရေမကြီးသေးကိုရေနဲ့ဆင်ဆံမလို့တော့ဘူးဒါကတော့ကျွန်တော်တုတ်ပြီးသွားပါပြီ စားစားလို့ရမယ့်အချိန်မျိုးရောက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါအဆက်တည်းခါကြတော့ပေါ့နော်အဆက်ပြေလေးကျွန်တော်တို့အာဒါလေးတွေထထထားလဲဆိုတော့အဆက်ပြေအနေနဲ့ကျွန်တော်တို့ မေတ္တာကလူရှင်ထဲထားတယ်ပြုရှင်ဘဲဘဲဦးတွေထဲဘဲဦးကြော်ထားတယ်ပြုရှင်ငမုတ်ကြော်လေးနည်းနည်းကြော်ထားတယ်အဲသူနဲ့တွဲစားဖို့အတွက်ပေါ့နော်ဒါကတော့တင်မောတီတောင်းမှာရခိုင်တင်မောတီတောင်းမှာအဲ့ဒါမကြည့်အောင်အဲ့ဒီနေရာကမကြည့်အောင်ဆက်ကရိုးရင်းနဲ့ကျွန်တော်တကယ်ပြန်စားချင်နေပါပြီဒါကတော့ကျွန်တော်ကိုစားကြရပါဘာချစ်ချစ်ဆက်ဆက်ပါအဲရှင်နဲ့ဆက်တဲ့ပူတဲ့ ရင်နွေးလေးနဲ့တောင်းရင်တော့ထမင်းလေးနဲ့ကြိုက်တယ်နော်ထမင်းနဲ့စားပါတော့တချို့ကထမင်းနဲ့စားရတာပိုးပြီးကြကြတယ်ရင်နွေးလေးရင်နွေးလေးနဲ့ရှဲပါပဲမိုးအေးအေးလေးနဲ့တင်မောတီတောင်းရဲ့ရင်နွေးလေးရဲ့ရှဲပါပဲဒီအရင်နဲ့ဆက်စားကြပါဦးနော်နေကြမလို့အဲ့အရင်နဲ့ဆက်စားဟဲ့ဆူရောကောင်းဟဲ့ဒါဒီနေ့နေ့ရေလုတ်ပိရေပေါ့နော်လုတ်ပိရေကျွန်တော်တို့လုတ်စားဖြစ်တာပါ ပိတ်ရက်မှာမောင်နှမတွေလှုပ်ရှားဖြစ်တာပါပေါ့နော်ကျွန်တော်တို့နေ့လယ်စားလေးပေါ့နော်ကျွန်တော်ကတော့ဆက်လို့အရင်ဆုံးဆက်လို့ဘဲဥပဲအရင်ဆုံးစားတယ်ပေါ့နော်ခုနကစားလိုက်တာနည်းနည်းဆက်သွားလို့ဘဲဥပဲစားပါတယ်อืม ဒီစကအကူရတော့အခြေအနေဆက်ပါတယ်ပေါ့။ဒါပေမဲ့ဆက်ဆက်လေးနဲ့အရင်ဆားလို့ပုံပါတယ်။ဒီလိုမျိုးဆက်ဆက်ပို့ပို့လို့အလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအစားနဲ့ဆုံးထိကြည့်ပြီးအပ်ပေးတဲ့လူတို့တရားအောင်ရှင်းစီတိုင်းကျေးဇူးတင်ပါတယ်နော်။နောက်ဗီဒီယိုမှာပြန်ပြေးမယ်ပပ။